င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါစစ်ကောင်စီကပြပထွက်အလုလုတာကိုကန့်သက်ထိထုတ်တာတွေလှုပ်လာပြီးနောက်မှာပြပအလုကိုင်အေဂျင်စီအသေးရှောက်ထားတာတွေမရှိသလောက်ဖြစ်လာတယ်လို့အဲ့ဒီလုပ်ငန်းအသိုက်အဝန်စီကသိရပါတယ်စစ်ကောင်စီကအသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုပြပထွက်အလုလုခွင့်ပိတ်ပင်ထားသလိုမချလာကစပြီးပြပထွက်အလုလုမဲ့သူတွေမဖြစ်မနေလိုအပ်တဲ့ပြပအလုကိုင်းအလုသမားတသိကံလက်မှတ် OWIC ကို agency တစ်ခုချင်းအလိုက်လျှောက်ထားရမယ်။လုံသာဥယေစင်ကသက်ထားတာဖြစ်ပါတယ်။အဲ့ဒီလိုပြပထွက်အလုပ်လုပ်တဲ့အပေါ်ကသက်ထိန်ချုပ်တဲ့မူဝါဒစတင်တဲ့မတ်လမှာ agency အသစ်နှစ်ခုနဲ့မေလမှာတစ်ခုပဲထပ်တိုးတာရှိခဲ့ပြီး April နဲ့ July မှာ agency အသစ်ဖွင့်တာမရှိဘူးလို့စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်တဲ့သတင်းတွေအရသိရပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်အာဏာမသိမ်းခဲ့တဲ့အချိန်က ပြပအလောက်ကိုင်အေဂျင်စီ300လောက်ပဲရှိခဲ့ပြီးအနာသိပြီးနောက်မှာအေဂျင်စီ600ကျော်ရှိလာတဲ့အထိတချိန်တိုးများလာခဲ့တာဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံတဝန်အချင်းထောင်တွေထဲမှာမန္တလေးအိုးဘိုထောင်ကနိုင်ငံအချင်းသားသေဆုံးမှုအများဆုံးဖြစ်နေတဲ့ထောင်ဖြစ်ပြီးဒီနှစ်6လတာအတွင်းနိုင်ချင်းသေဆုံးသူ56ယောက်ထိရှိလာနေပါပြီ။ပါကြောက်ဒီလိုဖြစ်နေရတာပါလေ။အိုဘို့ထောင်ကအကျဉ်းသားတွေကျမ်းမာရေးဆောက်ရှောက်မှုအပြေအဝရနေပါရဲ့လား။ သူတို့ဘလို့ကြုံတွေ့နေရပါသလဲကေခန်ကပြောပြပေးမှာပါရှင်မန္တလေးဥပုထောင်တွင်းမှာစေဝါစောင့်ရှောက်မှုလုံလောက်စွာမရရှိတာပြင်ပစီယုံတွေကိုစေကူတာခွင့်မရရှိတာတွေကြောင့်အခုနှစ်6လတာအတွင်းမှာနိုင်ငံရေးအကျဉ်းသား96ရောက်အထိတည်ဆုံခဲ့ရတယ်လို့မြမအကျဉ်းထောင်သက်တဲ့ MPW ကဇွန်လ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် အိုးဘိုထောင်မှာတာဝန်ရှိတဲ့ထောင်အာဏာပိုင်တွေနဲ့ထောင်တွင်းဆရာဝန်တွေရဲ့ပေါ်ရွှေမှုတွေထောင်တွင်းစေဝါစောင့်ရှောက်မှုညံ့ဖျင်းတာ ဆရာမတွေအချိန်မီရောက်ရှိမှုမရှိတာထောင်ပြင်ပစီအောင်တွေကိုအချိန်နဲ့တပြင်းညီပိုးဆောင်မှုမရှိတာပြင်ပမိသားစုဝင်တွေပေးပို့တဲ့အစေအဝါတွေကိုကန့်သက်ပိတ်ပင်တာစီမံခန့်ခွဲမှုညံ့ပြင်းတာတွေကြောင့်အခုလိုနိုင်ကျင်းတွေတည်ဆုံခရရတာပါလို့ဆိုပါတယ်။ဒါကြောင့်ဥပိုလ်ထောင်မှာနိုင်ငံရဲ့အကျင့်သားတွေဟာမတည်တည်မဲ့တည်ဆုံနေရတာဖြစ်ပြီးနိုင်ကျင်းအများဆုံးတည်ဆုံမှုဖြစ်နေတဲ့ထောက်ဖြစ်နေတာလို့မြမအကျင့်ထောင်တက်တဲ့ MPW ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငင်ကပြောပါတယ်။ ဒီအချင်းထောင်တွေထဲမှာကမတရားဖန်ဆီးထိန်းသိမ်းခံထားရတဲ့အကျဉ်းသားတူဦးရှင်တီတိုင်းကအသက်ရှင်တဲ့ပိုင်ခွင့်ကိုတေချာပေါက်ရရှိရမှာဖြစ်တယ်။အသက်ရှင်တဲ့ပိုင်ခွင့်ရရှိဖို့အတွက်ဆိုရင်ဒီအချင်းထောင်တွေထဲမှာကျမတို့ချင်းသားတွေကအရေးပေါ်ဖျားနာရင်တောက်ဖို့စေဝါကူတာဖို့ စေဝါအစုံလင်ရရှိရမယ့်အခြေအနေတစ်ခုမှာပေါ့နော် အကျဉ်းသားတွေကိုစေဝါလုံလောက်စွာမရရှိလို့မကူတာပေးနိုင်ကြလို့ဒီဆရာဝန်အင်အားနှဲတာတွေကိုအကြောင်းပြပြီးတော့ပြင်ပစေရုံဝန်ထုတ်ဖို့ကိုဒီကြန့်ကြာတာမျိုးတွေပေါ့နော်ဒါမျိုးတွေကတစ်ဖက်လေးကနေပြီးတော့ဒီနိုင်ငံရေးအကျဉ်းသားတွေကိုတေဆုံးအောင်ယောဂါတွေမဖြစ်ဖြစ်အောင်တက်ဖြက်ရတဲ့ကိစ္စတခုလို့တော့ မြင်ပါတယ်ကျမတို့ဖွဲ့စည်းအနေနဲ့ဇိုလာ29ရက်နေ့ကလေဥပိုထောင်တွင်အကျဉ်းချနေတဲ့အသက်69နှစ်အရွယ်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌနိုင်ငံရေးအကျဉ်းသားဦးအောင်ကျော်ဦးဟာရုတ်တရက်နှလုံးအမောဖောက်ပြီးတော့တေဆုံခရရတဲ့ဖြစ်စဉ်တွေလေးရှိနေပါတယ်အလားတူပဲမေလ9ရက်နေ့ကလေနိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမဒေါ်မြင့်မြင့်တန်းဟာ TB ရောဂါခံစားနေရလို့ပြင်ပစီယုံမှာဆေးဝါးကုသခွင့်တောင်းခံခဲ့ပေမဲ့ အချိန်မီစေဝကူတာခွင့်မပေးတာကြောင့်တည်ဆုံတော့ခေရပါတယ်။အခုလိုနိုင်ငံရဲ့အကျဉ်းသားတွေတည်ဆုံမှုနဲ့ပတ်သက်ပြီးစေယုံအုပ်ဥမိုးဟိန်ဒေါက်တာတက်ထွန်းဦးဒေါက်တာနေလင်းအောင်နဲ့ထောင်အာရာဘိုက်တွေဖြစ်တဲ့တိန်းစော်မောင်နဲ့ဆန်းလွင်တို့ကနိုင်ကျင်းတွေရဲ့တည်ဆုံမှုဖြစ်စဉ်တစ်ခုချင်းစီမှာအဓိကတာဝန်ယူရမယ့်သူတွေဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာရှင်းသားထားပါတယ်။ ။အိုဘို့ထောင်ကအာနာပိုင်တွေဟာနိုင်ငံရေးအကျဉ်းသားတွေကိုစေဝါဆောက်ရှောက်ခွင့်လုံလုံလောက်လောက်မပေးတာ။စေဝါပို့ဖို့ကန့်သက်ချက်တွေပြင်းပြင်းထန်ထန်ချထားတာဟာအခုမှမဟုတ်ပါဘူး။တကြော့ပြန်စစ်တဲ့အာနာသိမ့်ပြီးကြတဲ့အာနာပိုင်တွေဟာအကျဉ်းသားတွေအပေါ်ကျဲမရေးဆောက်ရှောက်ခွင့်အဖြစ်သဘောပဲပေးနေတာပါလို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါရည်။ မဝနမေလွေကတော့2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆဲတာပြခဲ့တဲ့အတွက်စစ်တပ်ကဖမ်းဆီးခံခဲ့ရပြီးဥပိုထောင်မှာ၃နှစ်လောက်အကြိမ်ချခံခဲ့ရသူပါအသက်20ဝန်းကျင်ပဲရှိသေးတဲ့သူဟာအာဏာပိုင်တွေရဲ့နှိပ်စက်တာအပအဝင်ထောင်တွင်ကျဲမာရေးဆောင်ရှောက်မှုမလုံလောက်တဲ့အတွက်အာယုံကျော်ရောဂါကိုအပြင်းထန်ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်အိုးဘူထောင်ထဲမှာအကျဉ်းသားတွေကိုပေးတဲ့ကျဲမာရေးဆောင်ရှောက်မှုနဲ့ပတ်သက်ပြီးမောင်ဝော်ကတော့သူ့အတွေ့အကြုံကိုပြောပြပါသေးတယ် ဒီမှာဆောင်ရှားမှုမရတဲ့အပြင်ကိုလူတက်နေတယ်လို့ပဲပေါ့နော်။အာဘာလို့လဲဆိုတော့ဒီနှလုံး heart rate မြန်တဲ့220တိမြန်သွားတဲ့အမတယောက်ရှိ။အာသူ့ကိုဆိုရင်ဘာပေးလဲဆိုတော့ဒိုက်ဂလိုလာပေးတယ်ပေါ့နော်။ဒိုက်ဂလိုဆိုတာလေးဘက်နာဆေးအကိုက်ခဲပြောက်ဆေးအနေနဲ့ပဲလူတိုင်းသိထားကြတာ။ဒါပေမဲ့နှလုံး heart rate မြန်တဲ့လူယူအဲ့ဒါကိုနှလုံးဆင်းတောင်းခိုင်းနေပေါ့နော်။အဲ့လိုမျိုးရှိရဲ။ပြီးတော့အိုးပိုထောင်ထဲမှာကျတော့သူကဘာပဲဖြစ်နေဖြစ်နေပါရာစီတမောနဲ့ဒိုက်ဂလိုကလွယ်လို့ဘာဆေးမှမရဘူးပေါ့နော်။ ဒါအပြင်မက်ရှလာ28ရက်နေ့ကလုတ်ခတ်တော့တဲ့အင်အားပြင်းစကိုင်းငလင်ကြောင့်အကျဉ်းထောက်တွေပြက်စီးဆူရှုံမှုများစွာရှိခဲ့ပြီးအဲ့ဒီတဲကမန္တလေးမြို့ကဥပိုအကျဉ်းထောက်ဟာထိခိုက်ဒေဆုံမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဥပိုထောက်ထဲမှာကျက်ရှိနေတဲ့အကျဉ်းသားတွေကိုအကူအညီပေးနေတဲ့မဝော်ကတော့စကိုင်းငလင်ကြီးကြောင့်အကျဉ်းသားယာနဲ့ချီထိခိုက်တဲ့ရရှိမှုတွေရှိနေပေမဲ့ စေဝန်ဆောင်ရှောက်မှုမပေးလို့မတည်တင့်မဲ့တည်ဆုံရသူတွေလည်းရှိနေတယ်လို့မလိုလားအဲ့ပဲကိုလက်အင်ကဖြတ်တောက်ရမှုတွေလည်းရှိနေတယ်လို့ပြောပါတယ်။ တီးဝါကုတမှုအလုံးလောက်မပေးနိုင်ဘူးမပေးနိုင်တဲ့ပြင်အပြင်စေးရုံထွက်ခွင့်တောင်းတဲ့အချိန်မှာလည်းမန်လေးစေးရုံကြီးမှာအမီဒီယာတွေရှိတယ်အာဒီရပ်ဖက်ဖွဲ့စည်းတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်ထောင်ရင်းငါတို့တွေကိုစေးဝါကုတခွင့်အပြင်ဘက်ကိုထွက်ခွင့်မပေးဘူးပေါ့နော်မပေးတဲ့အတွက်ဒီအပတ်ကြီးတွေကလေးဆုံးရှုံးရတယ်မိခင်တပါဆုံးရှုံးနေငလင်းကြောက်လန့်ပြီးတော့အထက်ကပိုက်ထက်ကလေးရသေးသွားတယ်အဲနောက်ပိုင်းမရတဲ့အဆုံး မအေးတအိမ်ထုတ်လိုက်ရတယ်မအေးပါဒေွားတယ်ပေါ့နော်အဲ့ဒါတွေကဒီအပြင်စေးုံလာသူတို့အချိန်ကြီးပေးထွက်ခဲ့ရင်ဒီလိုမျိုးတွေဖြစ်မှာမဟုတ်ဘူးပေါ့နော်တော်လည်ရင်ကလာကြာလာတာနဲ့အတူထောင်တွင်ဆေးဝါးဆောင်ရှောက်မှုမလုံလောက်လို့တည်ဆုံမှုတွေကတစတစများလာတာကြောင့်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အကျဉ်းထောင်တွင်မှရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြန်လို့ပေးဖို့တောင်းဆိုမှုတွေလည်းရှိနေပါသေးတယ်။ အခုလိုထောက်တွင်းနိုင်ငံရဲ့အကျဉ်းသားတွေညင်ပန်းနှိမ့်ဆက်ခံရပြီးတည်ဆုံးတဲ့ဖြစ်ရပ်တွေနဲ့အတူလုံလောက်တဲ့စေကူတာခွင့်မရလို့တည်ဆုံးရတဲ့အခြေအနေတွေဟာဆရာနာသိန်းကာလာတျှောက်ရက်မတော်ပဲဆက်ဖြစ်နေသေးပါ။ 2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဇွန်လ28ရက်နေ့အထိနိုင်ငံတော်မှာစစ်တပ်ကဖမ်းဆီးပြီးနောက်တည်ဆုံးသူအမျိုးသမီး16ယောက်နဲ့အမျိုးသား18ယောက်စုစုပေါင်း105ယောက်တည်ဆုံးခဲ့ပြီးအဲ့ဒီထဲမှာအသက်18နှစ်ယောက်ကလေးငယ်9ယောက်ပါဝင်တယ်လို့နိုင်ငံရဲ့အကြံသားများကူညီစောင့်ရှောက်ရဲ့အသင်း AAPB ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကျမကခေခိုင်ပါ။ ။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါ။ကျွန်မကတော့ချချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်။